တချို့လူတွေရဲ့ price chart ကိုကြည့်ရင်လည်းတက်တန်းပုံစံရှိတဲ့ indicator ကိုတွေ့ဘူးကြရမလားအဲ့ဒါကို Ichimoku Cloud Indicator လို့ခေါ်ပါတယ်နာမည်မှာခံမှန်းလို့ရတဲ့အတိုင်းပဲဂျပန်နေတီထွင်ထားတဲ့ indicator တစ်ခုဖြစ်ပါတယ် Ichimoku Cloud ကိုတော့ market trend momentum နဲ့ support and resistance levels တွေကိုကြည့်ဖို့အသုံးပြုပါတယ် Ichimoku Cloud မှာ မြင်းငါးချောင်းရှိပါတယ်။ conversion မြင်းကတော့ရေတို့အတွက် trend ကိုပြသပေးပါတယ်။ base မြင်းကတော့အလဲ electron ကိုပြပေးပါတယ်။ span a နဲ့ b တို့ပေါင်းပြီးတော့တက်တက်ပုံစံတိမ်ပုံကိုဖော်ပါတယ်။ lagging span ကတော့ share က price action ကိုပြပေးပါတယ်။ဆိုတော့ ichimoku clock ကိုသုံးပြီးတော့ဘယ်လို trade ကြမလဲ။ဈေးနှုန်းဟာတိမ်ပုံမှာဆိုရင်ဒါက up trend ဖြစ်ပါတယ်။တကယ်လို့ဈေးနှုန်းဟာတိမ်အောက်မှာဆိုရင်တော့ down trend signal ဖြစ်ပါတယ်။ဈေးနှုန်းဟာတိမ်ထဲရောက်နေတယ်ဆိုရင် consolidation ဖြစ်ပါတယ်။ traders တွေကတော့ conversion မြင့်တဲ့ base မြင့်တွေကို entry signal အဖြစ်သုံးကြပါတယ်။တကယ်လို့ဈေးနှုန်းကတိမ်အထက်ကိုဖြတ်ကျော်သွားတယ်ဆိုရင်ဝယ်ဖို့ signal ကောင်းဖြစ်တတ်ပါတယ်။အတူကောက်ပြောရရင်တော့ Ichimoku clock ကရှုပ်ထွေးတယ်လို့ထင်ရပါမယ်။ဈေးကွက်တစ်ခုလုံးရဲ့အခြေအနေကိုတနေရာထဲမှာပဲမြင်ရတဲ့ indicator ဖြစ်ပါတယ်။ဒေတာနားလည်သွားပြီဆိုရင်တော့တင့်ရဲ့ trading နည်းပညာကိုပြောင်းလဲစေနိုင်ပါတယ်။